ပဒနာကို အမှန်တင်တဲ့အခါမှာတမထကိုရှုတ်ချမိတတ်တယ်မရှုတ်ချရဘူးเนาะသူ့ဟာနဲ့သူပဲစာရဲပေတယ်ဆိုတာကိုပြောပြကြည့်ဘုရားမြတ်စွာလက်ထက်တုန်းကတမထကို အရင်ပွားပြီးတော့မှဝိပဒနာလမ်းကြောင်းကနေတက်ကြတာအများဆုံးကအဲ့လိုပဲတမထပုပ်ပင်ကမံဝိပဒနာဘာဝေတိ ။တမထကိုအရင်ကျင့်တယ်။ပြီးတဲ့အခါကျတော့မှဝိပဿနာကူးတယ်။ဒါရှေးကကျင့်တဲ့အချက်။နောက်ပိုင်းရောက်လာတဲ့အခါကျတော့ဝိပဿနာပုတ်ပင်ကမှန်တမထံပါဝေတည်။ဝိပဿနာကိုအရင်ကျင့်တယ်တမထကိုနောက်မှလိုက်တယ်။ဟောဒီလိုတည်းရှိဘယ်ဟာပဲဖြစ်ဖြစ်ကိုကြိုက်တာလုပ်လို့ရတယ်ဒါနှစ်ခုစလုံးနော်။တမထအရင်လုံးမလားဝိပဿနာအရင်လုံးမလားဘာလုံးလို့လို့လို့ရတယ်အေ တမထအရင်လှုပ်တဲ့ပုံကိုနဲ့ဝိပဿနာတက်တက်လှုပ်တဲ့ပုံကိုဘာကွာတော့ဆိုကိုယ့်အကိုရွေးကြည့်စာရဲပါတာကိုပြောပြမယ်ယုတ်တိလည်းရှိတယ်တဘာဝလည်းကြားတယ်စာပြောတယ်နော်တမထနဲ့ဝိပဿနာတမထဆိုဒီမှာတမာရိရအောင်အရင်လှုပ်လိုက်တယ်ဇံရတာမရတာအသာထားနော်တမာရိရအောင်အရင်လှုပ်တယ်ပြီးတော့မှဝိပဿနာဘာဝနာယုံနဲ့ဓမ္မသင်္ခါရတွေကိုတွေ့အောင်ရှာပြီးတော့မမြဲတဲ့သဘော ဆင်းရဲတဲ့သဘောဆိုးမပိုင်တဲ့သဘောတွေကိုမြင်အောင်အထုတ်တယ်။အဲ့ဒီမှာအထက်ကထာထဲမှာဆိုထားတဲ့စကားလေးက အလွန်တတိထားပြီးမှတ်သားစရာကောင်းတဲ့ဟာတစ်ခုပါ။သမထမပွားဘဲနဲ့ဝိပဿနာတက်တက်ပွားတာဟာတဲ့။ဒီနာနိနိမြစ်ကိုပြောကြတာ။ချင်းတွင်းမြစ်ကြီးကိုလက်ပစ်ကူတာနဲ့တူတယ်ပေါ့။ ရှင်နဲ့မြေကြီးဟိုဘက်ကန်းရောက်ချင်လက်ပြစ်ကူးရင်ရောမရောက်ဘူးလားရှင်တဲ့ဒီတိုင်းကူးသွားမယ်ဟုတ်လားသုံးပုတ်လှေနဲ့ကူးမယ်တင်မောနဲ့ကူးမယ်ဘယ်ဟာနဲ့ကူးချင်တော့လက်ပြစ်ကူးချင်သလားလှေနဲ့ကူးချင်သလားအေးဝိပဿနာတက်တက်ပွားလို့ရှင်မြစ်တစ်ဖက်ကန်းရောက်အောင်လက်ပြစ်ကူးသွားတာနဲ့တူတယ်တဲ့မရောက်ဘူးလားရောက်တယ်ရောက်တယ် တမထအရင်ထူထောင်ပြီးမှဝိပဿနာပွားလို့ရှိရင်တော့လှေနဲ့ကူးတာနဲ့တူတယ်တဲ့ကဲပဲဟာကြိုက်တော့တက်တာရာရွေးတာဆိုတာသိပါတယ်နော်တက်တာရာရွေးဦးမှာပဲအဲ့တော့အဲ့ဒီလိုဆိုထားတယ်စာပေမှာတမထအရင်ပွားပြီးတော့ဝိပဿနာကျင့်တဲ့ပုဂ္ဂိုလ်ဟာလှေစည်းပြီးတော့ဟောဘကံကူးတာနဲ့တူတယ်တဲ့ ဝိပဿနာတက်ဒါဘယ်သူမှရှုပ်ချစရာမရှိဘူးကိုကြိုက်တာကိုလုံးလို့ရတယ်ဟုတ်ကဲ့လားဝိပဿနာတက်တက်ပွားတဲ့ပုဂ္ဂိုလ်ကလက်ပြကူးသွားတာနဲ့တူတူပဲလက်ပြကူးကူးလင်းနဲ့ကူးကူးအရေးကြီးဆုံးကဘာတော့ဖိုးဘက်ကန်းရောက်ဖို့ကအရေးကြီးတယ်။ဘာဖြစ်လို့ဖိုးဘက်ကန်းကငြိမ်းချမ်းတယ်ပေါ့။ဒီဘက်ကန်းကအန္တရာယ်တွေရှိတယ်ဖိုးဘက်ကန်းကငြိမ်းချမ်းတယ်။ ဒါမြတ်စွာဘုရားကိုယ်တိုင်ကိုကဟိုဘကန်းကငြိမ်းချမ်းတယ်လို့အာတိဝိသောပမတုံမှာဟောထားတာတပ်ပတိဘယံဩရိမန်တီရန်တပ်ပတိဘယံဒီဘကန်းဟာဘေးဘေးအန္တရာယ်တွေများတယ်တဲ့ပါရိမန်တီရန်ခေမန်ဟိုဘကန်းကငြိမ်းချမ်းတယ်လို့ပြောတာနော်အဲ့တော့အထက်ကရာဆရာကြီးကတော့ပြောထားတာ ဝိပဿနာတသက်နဲ့သွားလို့ရှိရင်နဲ့လက်ပြင့်ခူးသွားတာနဲ့တူတယ်ရောက်တော့ရောက်မှာပဲနည်းနည်းတော့ပင်မမယ်ပေါ့ဒါပြောတာပဲဟုတ်ကဲ့လားနည်းနည်းတော့ပင်မမယ်ခြေထဲတော့နစ်တော့မသေးတော့ပါဘူးအဲ့လေနဲ့ခူးရင်ကတော့တသက်သာသာရှိတယ်လို့တော့ပြောတာပေါ့နော်အဲ့တော့ဒါကြောင့်မို့လို့သမထပုဂ္ဂင်ကမဝိပဿနာဘာဝေတိသမထအရင်ကျင့်ပြီးဝိပဿနာနောက်ကျင့်တာပဲဖြစ်စေ ဝိပဿနာပုပ္ပင်ကမံတမထံဘာဝေတိဝိပဿနာအရင်ကျင့်ပြီးတော့တမထနောက်ကလိုက်တာပဲဖြစ်စေရေနီးနဲ့သွားသွားကိုနဲ့တင့်တော်တဲ့လမ်းကြောင်းကသွားပေါ့ဘယ်ဟာမှားတယ်ဘယ်ဟာမှန်တယ်ပြောစရာအကြောင်းမရှိနော်ဒါစာထဲမှာဒီလိုပဲဆိုတာနော်